မြန်မာပြည်သက်တွေစိတ်ဝင်စားစောင့်မျှော်နေတဲ့မြန်မာဖိုက်တာသွေးလင်းထံနဲ့ထိုင်းဖိုက်တာစံအီတို့ပါဝင်ထိုးသက်သွားမယ့်1 Friday 5 126ပြိုင်ပွဲကြီးကိုတော့ဒီကနေ့စက်တင်ဘာလ26ရက်တောက်ကြနေ့ညမြန်မာချိန်ည9:00နာရီကစတင်လို့ထိုင်းနိုင်ငံမှာရှိတဲ့လွန်မနီအာကစားကွင်းကြီးထဲမှာမြန်မြန်ဆိုင်ဆိုင်နဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ်။ 1 Friday Fight 126လို့အမည်ရတဲ့ဆိုပါပြိုင်ပွဲကြီးမှာတွဲဆိုင်ပေါင်း12ဆိုင်နဲ့ကျင်းပသွားမှာဖြစ်ပြီးတွလင်းထက်နဲ့ Time Fighter ဆိုင်တို့ရဲ့တွဲဆိုင်က တွဲဆိုင်နံပါတ်6နေရာကနေရှင်ပြိုင်ထိုးသက်သွားကြမှာပါဒါကြောင့်မြန်မာဖိုက်တာသွေးလင်းထက်ရဲ့ပွဲစဉ်ကိုမြန်မာစံတော်ချိန်ည၈နာရီခွဲဝင်းကျင်လောက်မှာကြီးကြရမှာဖြစ်ပါတယ်။ 1 Friday Fight 12C ရဲ့ခေါင်းပွဲစဉ်ကနဗေးအန်နာနီနဲ့အီလီယာဟနာချီတို့ရဲ့ဘန်ဒန်ဝိတ်ခေပောင်စဉ်ပွဲစဉ်ဖြစ်ကြီးကြရမှာဖြစ်ပြီးဝဲမတိုင်ခင် ဖေယောမာဂရေကချင်းများနေကြတာမို့ပြိုင်ပွဲအတွင်းမှာလည်းကျန်းစာပွဲစဉ်တစ်ပွဲဖြစ်ပြိသက်တွင်မြင်တွေ့ရဖို့ရှိနေတာပါဒါအပြင်ဆက်ဆက်နဲ့ Sua Black တို့ရဲ့ပွဲစဉ်အပါအဝင် အခြားသောရင်ခုန်စိတ်လို့ရှာမှုပြည့်ပေးဖို့ရှိနေတဲ့တွဲဆိုင်ကောင်းတွေလည်းပါဝင်နေကြတာပါ မြန်မာဖိုက်တာသွေးလင်းထက်နဲ့ထိုးသက်သွားမဲ့ထိုင်းဖိုက်တာကြီးဆန်အေးကမွေထိုင်းနဲ့ကေပောင်စင်ပွဲတွေကိုထိုးသက်ပြီးကမ္ဘာချန်ပီယံဆိုတဲ့ခပတ်တွေကိုတိမ့်ပိုက်ထားနိုင်ခဲ့တဲ့ဖိုက်တာကောင်းတစ်ယောက်ဖြစ်ပါတယ်အသက်အရွယ်အားဖြင့်42နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ Fighter တယောက်နေနေအရင်အချိန်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်သူ့ရဲ့ Fighter ဘဝဟာယခုချိန်မှာကြာချိန်လို့တောင်ပြောလို့ရနေပါပြီ။ဘာလို့လဲဆိုတော့အသက်အရွယ်အကြပိုင်းကိုရောက်ရှိနေပြီ Champion စင်ကာပူပွဲတွေထိုးသက်ဖို့အကွင့်ရ င်နေနေတာကြောင့်လည်းဖြစ်ပါတယ်။ဒါပေမဲ့စင်ပင်ရင်ကျွဲလောက်တော့ကြံသေးတယ်ဆိုတဲ့မြန်မာစကားပုံအရာ တွေးလင်းထက်ရဲ့ပြိုင်ဘက်စံအင်ဟာတွေးလင်းထက် short တွက်လို့မရတဲ့မွေတိုင်းကန်ဝဲဖိုင်တာကြီးတူလည်းဖြစ်ပါတယ်။ စန်းရီကဝမ်ချမ်ပီယံရှစ်မှာ73ပွဲကစားထားပြီးကိုဘွဲအနိုင်ရက၄ပွဲကိုရှုံးနိမ့်ထားခဲ့တာပါ2024ခုနှစ်အတွင်းဝမ်ချမ်ပီယံရှစ်မှာကေဘောင်စင်ပွဲတစ်ပွဲနဲ့မွေးတိုင်းပွဲတစ်ပွဲထိုးသက်ထားခဲ့ကဆိုပါ၂ပွဲလုံးကိုအနိုင်ရထားခဲ့တာပါ2025ခုနှစ်မှာတော့ကေဘောင်စင်ပွဲတစ်ပွဲသာထိုးသက်ထားပြီးအဆိုပါပွဲစဉ်ကိုရှုံးနိမ့်ထားခဲ့တာပါမြန်မာဖိုက်တာသွေးလင်းထက်ကတော့ဝမ်ချမ်ပီယံရှစ်မှာ6ပွဲကစားထားပြီး5ပွဲထိအနိုင်ရခဲ့ကတပွဲပဲ ဲရှုံးနိမ့်ထားတဲ့အသက်22နှစ်အရွယ်လူငယ်ဖိုက်တာတဦးလည်းဖြစ်ပါတယ်။2025ခုနှစ်အတွင်းဝမ်ချမြေရှင်းမလေးဝဲကစားထားပြီးလေးဝဲလုံးကိုအနိုင်ယူပြထားခဲ့ကာအပေါ်စူးကြီးတွေကိုပါသိမ့်ပိုက်ပြထားနိုင်ခဲ့တဲ့ဖိုက်တာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေရာမှာထူးခြားတာတစ်ခုကသွေးလင်းထက်နေတဲ့ဝမ်ချမြေရှင်းမထိုးသက်ထားတဲ့6ပွဲလုံးကိုထိုင်းဖိုက်တာတွေနဲ့ပဲပွဲတည်ပေးခြင်းခံခဲ့ရကာအကောင်းဆုံးစွမ်းဆောင်ပြထားခဲ့တာပါ။ဒါကြောင့်လေထိုင်းပြည်သက်တွေပြင် င် TIE Fighter တွေကပါသွေးလင်းထက်ကိုအနိုင်ယူပြခြင်းနေခဲ့ကြတာပါဒီနေ့ညထိုးသက်သွားမဲ့မွေထိုင်းစီအာကြီးဆန်ရီကလည်းသွေးလင်းထက်ကောင်းတာမှန်ပေမဲ့သူနဲ့ပွဲမှာတော့မွေထိုင်းဆိုတာဘာလဲဆိုတာပြသသွားမယ်လို့ကြုံဝါထားပြီး TIE Fighter တွေကိုဇက်တိုက်အနိုင်ယူပြနေတာတွေကိုပါအဆုံးသက်ပြမယ်လို့ပြောလာခဲ့တာပါကျွန်တော်တို့ရဲ့မြန်မာ Fighter လေးသွေးလင်းထက်ကတော့အဆိုပါမှတ်ချက်တွေပေါ်ဘာမှတုံ့ပြန်ထားတာမျိုးမရှိပဲသူ့ရဲ့ပုံစံတိုင်းကျိုးဝိုင်းနဲ့မှအလုံးနဲ့သက်သေပြသွား ားဖို့ရှိနေခဲ့တာပါဒီပွဲစဉ်ကသူ့အတွက်ရေးပါတဲ့ပွဲစဉ်ဖြစ်ပြီးဒေါ်လာတသိန်းနဲ့မျောလင့်ချက်အတွက်စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ပြိုင်ဘက်ကိုအနိုင်ယူပြဖို့ကပဲသူ့အတွက်ပိုပြီးအရေးကြီးနေခဲ့တာပါပွဲမတိုင်ခင်ဝိတ်ချိန်နဲ့စီစဉ်တွေမှာတော့ Thai Fighter ကြီးဆန်ရီကစတော့ဝိတ်မွေထိုင်းသက်မှတ်ဝိတ်125ပေါင်ကိုကျော်လွန်နေပြီး126.4ပေါင်ရှိနေခဲ့ကသက်မှတ်ဝိတ်မရခဲ့ပါဘူးသွေးလင်းထက်ကတော့124.8ပေါင်နဲ့ဝိတ်အောင်ခဲ့ပြီးဝိတ်ပို ်နေတဲ့စံအိမ်စီကနေထိုးချစ်ပါဆန်ယူပြီးပွဲဖြစ်လာခဲ့တာပါ။ဒါကြောင့် Thai Fighter စံအိမ်အနေနဲ့ဒီပွဲစဉ်မှာရှုံရှုံနိုင်နိုင်သွေးလင်းထက်ကို ထိုးချစ်တဲ့ကပါဆန်ချို့ကိုခွဲပေးသွားရမှာပါ။သူတို့နူရဲ့ပွဲစဉ်ကိုတော့ One Championship ရဲ့ Facebook Page နဲ့ YouTube Channel တွေကနေတိုက်ရိုက်ပြသသွားမှာဖြစ်ပြီးဒေါ်လာတသိန်းနဲ့စာချုပ်အတွက်ပွဲကျန်းလာမယ့်မြန်မာ Fighter လေးသွေးလင်းထက်ကိုကျွန်တော်တို့ဒူဆောင်မျောအားပေးလိုက်ကြရအောင်ဗျာ။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခမ များ